စပိန်ပြည်မှာတင်းစားကျွေးပြီးအိမ်ကွေးရောက်မှာ4-1နဲ့တမျိုးကျန်းပြလိုက်တဲ့ဂိတ်သင်းဘရိတ်တမျိုးလုံးမမိန်လာများသူမရအိုင်ဘတ်ခွန်ရှိကိုအေဂျင့်ကနေပြန်လဲကြိုးလိုက်ပါရင်အခုဆိုရင် Super Friday မှာလူတကာအကြိုက်တွေ့တဲ့ကိုဂိတ်တို့ကတော့ Martin Canna မှာ Sorting လန်းသလားနိုင်ခဲ့ပြီဖြစ်ပါရင်ဒါအပြင် Spain ကောင်းကနေ Spain ကျုံးဘွားပြောင်းတဲ့အထိမ်းအမှတ်နေနဲ့လမ်းထဲကတင်းဆိုင်မှာ Joao Plata နဲ့အဝါကျွေးနေပါပြီအရင်လိုတိုက်စစ်ကအမှိုက်မပြတ်တော့ပဲဂိုးတွေကိုအမျိုးလေးလိုသွင်းယူဖို့ကြိုးစားလာခဲ့တယ်လို့မိနစ်90လုံးမင်းလာကွာရီယယ်မင်းလာကွာဆိုဒီတက်ဆိုပြီးမင်းမင်းမိရိုက်ခဲ့တာဖြစ်ပါရင် ဒီဗလာမမရရင်ဆမေနာဆန်ကားကို repeat လုပ်ဆိုရမယ့် Google Gate တို့ဟာအခုဆိုရင်တော့ Society နဲ့အတွင်းမှာ4-1နဲ့တမျိုးချန်ပြခဲ့တာဖြစ်ပါတယ်။ဒါတော့မှ Society ကကိုယ်တိုင်လည်းဆွမ်းပြနေလို့ဒီလောက်နဲ့နေပြီးသွားခဲ့တာဖြစ်ပြီးမဟုတ်ရင်၅ဆီရှင်တော့7-8တွေဘွဲတွေအောင်ပြန်ဘက်ကိုပြန်ပေးရမယ့်ခြေစွမ်းမျိုးကိုပြသသွားခဲ့တာဖြစ်ပါတယ်။ဆက်စီရဲ့အကောင်းဆုံးခြေစွမ်းကက်ဂျီရဲ့တပါးဂါနာချွေးရဲ့ယုံအားဘရူနိုရဲ့ hat trick နဲ့တူဂိမ်မှုတို့ဟာတတရရဖြစ်သွားခဲ့တာဆိုရင်လည်းမမှားပါဘူး။ဂိမ်မှုတို့ကဒီနေ့ဘွဲမှာ3-2နဲ့ကစားဝင်တဲ့ဘွဲထွက်လာခဲ့ပြီးတိုက်စစ်မှာတော့ white line ကိုထောင်ထားက ဇာစီကာနာချိုနဲ့တွေ့ပေးထားပါရယ်။ကွင်းလဲမှာတော့ကက်စမဲလိုနဲ့ဘရူနိုတို့ပွဲထွက်လာခဲ့ပြီးဝင်းပတ်တွေအဖြစ်ဒါလော့နဲ့ဒေါ်ကူတို့ကိုခင်းကျင်လာခဲ့ပါရယ်။ကုလမကတော့ဆိုင်းစရာလေးအိုနာနာပဲဖြစ်ပြီးနောက်ထပ်မှဂျေးလေးမာဇာရာဘီဟေဘန်တို့ကိုခင်းချင်းခဲ့တာပါ။ဆိုစီတဲ့ဘက်ကတော့လေးသုံးသုံးအကြောက်အပေါ်မှာကူဘိုအိုရာဇာဘဲဘက်ကဆူမီမန်နီမန်ဒက်မာရင်တို့စုဖွဲ့နေပဲဂိမ်းမှုတို့ရင်ဆိုင်လာခဲ့တာဖြစ်ပါရင်ဂိမ်းမှုတို့ဟာပွဲစားရီယာပီအာဘီကစားဖို့ကြိုးစားလာခဲ့ပေမဲ့လေဆိုစီတဲ့ဘက်ကထင်မှတ်မထားအောင်ခက်မှတ်မှတုတ်ပြလာခဲ့ပါရင် ဝဲစားစင်မင်းအတွင်းမှာနှစ်သိန်းစလုံးအပြန်အလှန်တိုက်ဆစ်ဆင်မှုတွေလျှို့လုံနိုင်ခဲ့ကြပေမဲ့ထိရောက်တဲ့ဘောပေါက်ချင်းချောင်းနိုင်မှုတော့မရှိခဲ့ပါဘူးဝဲချင်းကုမ္ပဏီမှာတော့စော်စီတန်းရဲ့တိုက်ဆစ်ဆင်မှုကိုတားဆီးရကနေဒီလိဝင်ရောက်မှုကျန်းနေဆိုပြီးတော့ United လို့ပန်ဒီပေးလိုက်ရပါတယ်ရချီလာနဲ့ပန်ဒီခွင့်ရေးကို Ora Zabek ကမိုင်းမရှိအဆုံးသတ်ပြီးဧည့်သည်စော်စီတန်းအသင်းအတွက်ဥဆောင်ကိုစတင်သွေးယူပေးခဲ့ပါတယ်ဥဆောင်ကိုပေးလိုက်ရပြီတဲ့နောက်ဂိမ်းမှုတို့လည်းတိုက်ဆစ်ကိုစွမ်းကုန်မြင့်တင်ခဲ့ပြီးစော်စီတန်းဘက်ကိုတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့ပါတယ်ယူနိုက်တက်ဟာတိုက်ဆစ်တိုက်ဆစ်တိုက်ဆစ်ဆိုပြီးတော့တမ်းမြိုင် All Hit နေရာပြီး ထင်မှတ်ရလောက်အောင်ကိုစောစီတက်ဘက်ကိုဘောလုံးကင်ခွင်းတာကိုပေးပဲဒရက်ဆက်ဖီအားပေးထားနိုင်ခဲ့တာဖြစ်ပါရင်ပွဲချိန်15မိနစ်မှာတော့ဝိုင်လန်ကိုစောစီတက်နောက်ခံလို့တားဆီးရကနေနေငယ်ကျန်းတန်းခဲ့တာကြောင့်ခေအသင်းပြန်လည်ပြန်လည်ရရှိခဲ့ပါရင်ရရှိလာတဲ့ပြန်လည်ကိုလည်းဘရူနိုကအမှားရမရှိအဆုံးသက်ပြီးတော့ချီပါကိုပြန်လည်ရယူပေးခဲ့ပါရင် တပတ်တကောစီတေးရတဲ့ထွက်ပေါ်နေခြင်းမှာတော့ဂေမူတို့ဘက်ကကစားအကုန်လုံးဝမချဘဲဘောလုံးပိုင်ဆိုင်မှုအတာနဲ့လွှမ်းမိုးကစားထားနိုင်ခဲ့သလိုခွင့်ရင်းဖန်တီးမှုတွေလည်းအများပြားလုပ်နိုင်ခဲ့ပါတယ်။ဒါအပြင်တိုက်စစ်ကအမိုက်ပြနေတာကြောင့်ဥစွာကိုတော့သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲချိန်မိနစ်30မှာဆိုရင်ဇဇီရဲ့အကွက်အမြင်ချိုးပင်းမှုကနေဝိုင်လန်အဆုံးသတ်ခွင့်ရပေမဲ့ဂိုဝေးကနေကတ်ထွက်သွားခဲ့ပါတယ်။ပွင့်လင်းပြောရင်ဘရိုင်းမှာဆိုရင် United ဘက်ကခြေပါကိုရရှိသွားခဲ့ပြီးတဲ့နောက်ပိုင်းစောစီတဲ့တို့ကစားကောင်းအောင်ကောင်းကောင်းတင်ပြပဲတစ်ဖက်သက်ဆန်ဆန်ဖိအားပေးကစားတာကိုခံလာခဲ့ရတာပါ။ ရပိုင်းမှာလည်းဂေမူးတို့ကပဲပွဲကိုဆက်လက်လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ဆက်စားချင်းနှစ်မိနစ်ကြာပါတယ်။ဇက်စီရဲ့အေရီယာအဆန်နာကန်ကြတော်တော်လေးကောင်းခဲ့ပြီးကိုသမကာဝယ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပြန်အန်ထွက်လာတဲ့ဘောလုံးကိုဒေါ်ကူကရယူဖို့ကြိုးစားရမှာလဲဆိုစီတဲ့နောက်တန်းကတားစီပုံကျန်းတန်းခဲ့တာကြောင့်ဂေမူးတို့ပယ်နလီထက်ရခဲ့ပါတယ်။ရရှိလာတဲ့ပယ်နလီခွင့်ရေးကိုဘရူနိုကအဆုံးသတ်ပြီးဥစားကိုပြန်လည်ရယူပေးခဲ့ပါတယ်။ဆိုစီတဲ့တော့2-1နဲ့ယူနိုက်တက်ချိန်မှာပြန်လည်ဖိအားပေးမှုတချို့ပြုလုပ်နိုင်ခဲ့ပေမဲ့လည်းဂေမူးရဲ့ဂိုးပေါက်ကိုချင်းချောင်းနိုင်လောက်တဲ့အထိအခွင့်အရေးတော့မရခဲ့ပါဘူး။ပွဲချိန်60ဆက်သွားမယ်မှာတော့ဒေါ်ကူကိုတားစီပုံကျန်းခဲ့တဲ့အေရန်ဘော်ရူကို အနေကနဲ့ထုတ်ပြန်လိုက်တာကြောင့်ဂိမ်းမှုတို့တယောက်တာနဲ့ကစားဖို့ဖြစ်လာခဲ့ပါတယ်။စစ်တယောက်ချင်းမှာတော့တိုင်ပတ်ရိုင်းထွက်နေတဲ့ဆိုသေးတယ်လို့တယောက်ရွသွားချင်းမှာတော့ခံစင်းတသက်ကိုဖြစ်သွားခဲ့ပါတယ်။နောက်ဘက်မှာဂိမ်းမှုတို့ဘက်ကပဲဖိအားပေးကစားထားနိုင်ခဲ့ပြီးဆိုသေးတဲ့ဘက်ကတော့တစ်ချက်တစ်ချက်ကောင်တာကနေထိုးပေါင်းမှုတွေပြုလုပ်နိုင်တာလောက်ပဲရှိပါတယ်။ပွဲချိန်80မိနစ်မှာစစ်စီရဲ့ကံကျတော်တော်ကြီးကောင်းခဲ့ပြီးကိုယ်တော်မှာကာကွယ်သွားနိုင်ခဲ့ပါတယ်။ပွဲချိန်88မိနစ်မှာတော့တမ်ပင်တိုင်းစစ်ကနေဂိမ်းမှုတို့နောက်ထပ်အုပ်ဆောင်ကိုထပ်မံရရှိခဲ့ပြီးဘရိုကသွေးယူပေးခဲ့တာပါ။ ဒီကောဘရူနိုအတွက်ဟက်ထရစ်ရစီမဲ့သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။နိုင်ဂျင်ချင်းမိုတမ်ပရစ်မှာတော့ဝိုင်လန်ရဲ့အနီးကဖန်နီးပေးမှုကနေဒါလော့ကပွဲသိမ်းနိုင်ကိုသိမ်းယူပေးခဲ့တာကြောင့် United လို့4-1နဲ့ဒီမျိုးကျန်နိုင်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗျူလီကနေလောက်ပါမယ်။နောက်နေ့မှလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။